မင်္ဂလာပါအခုချိန်ကစပြီးတော့ဇွန်လ3ရက်နေ့အင်္ဂါနေ့ညပိုင်းတည်တဲ့မီဒီယာကွန်ရဲ့ NMG တည်တဲ့ဌာနရဲ့ရုပ်သံတည်တဲ့အစီအစဉ်တွေကိုစတင်နေပါပြီကျမအမိပါ စစ်ကောင်စီတပ်ဖွဲ့တွေကကချင်ပြည်ဖက်ကန်ကြောက်စိမ့်ဒေသကိုရောက်သွားပြီဖြစ်တယ်လို့လူခွင့်ရေးချိုးဖောက်ကျွလွန်တဲ့သတင်းတွေလည်းထွက်ပေါ်လာနေပါတယ်။စစ်တပ်ကပြစ်လိုက်တဲ့လက်နက်ကြီးကြီးတလုံးကတော့ဖက်ကန်မြို့နယ်လုံခင်းချေးရွာအုပ်စုထဲမှာကြားရောက်ပောက်ကွဲခဲ့ပါတယ်။ဒီလိုမျိုးဟိုကြားရောက်ပောက်ကွဲတာကတော့ဒီနေ့နေ့လယ်တနားရီကျော်လောက်မှဖြစ်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီပောက်ကွဲမှုကြောင့်ကြောက်စိမ့်တူဖို့ရေးကုမ္ပဏီကဝန်ထမ်း၂ယောက်သေဆုံးပြီးတော့၁၀ယောက်ထက်မနည်းကတော့ထိခိုက်ဒဏ်ရာတွေရရှိခဲ့ကြပါတယ်။တချို့ကတော့ဒီ ီပောက်ကွဲမှုဟာလက်နက်ကြီးကြီးကြားရောက်ပောက်ကွဲတယ်လို့ပြောနေကြတယ်လို့အတချို့ကတော့လောက်ကွက်တစ်ခုတည်းကပောက်ကွဲမှု ဖြစ်ခဲ့တာလို့လည်းပြောဆိုနေကြပါတယ်။နောက်ပြီးတော့စစ်ကောင်စီစစ်ကြောင်းဟာဆိုရင်ဒီလုံခင်ကျေးရွာအုပ်စုထဲမှာပဲရှိနေတဲ့ကြောက်စိမ့်လောက်ကွက်တချို့ကိုလည်းမိရှုဖျက်ဆီးနေတယ်လို့ဒေသခံတွေကပြောကြပါတယ်။လုံခင်ကျေးရွာအုပ်စုထဲမှာရှိတဲ့ဒီမော်စီစာရွာကလောက်ကွက်ကိုဒီကနေ့မနက်ပိုင်းမှာမိရှုဖျက်ဆီးခဲ့တယ်လို့ဒီဘက်ဖိုကားတွေကိုလည်းမိရှုဖျက်ဆီးနေတာလည်းရှိတယ်လို့ဒေသ ားခံအမျိုးသားတယောက်ကပြောပါရယ်တစ်သုံးလုံးကြောက်စိမ့်2.4လောက်ကွက်ထဲမှာရှိတဲ့ဘက်ဖိုကားတွေနဲ့ဆက်ရန်ရတချို့ကိုမိရှုဖြက်စီးသွားတာလို့ဆိုပါရယ်မေလ31ရက်နေ့တုန်းကဆိုလို့ရှင်လဲဒီမော်ဇီဇာရွာကကြောက်စိမ့်လောက်ကွက်နေရ3-4ကုလောက်ကဆက်ရန်ရတွေအပြင်အဆောက်အုံတချို့ကိုပါမိရှုဖြက်စီးခဲ့တာတွေရှိတယ်လို့ဒေသခံတွေကပြောကြပါရယ်အင်အား100လောက်ပါတဲ့စစ်ကောင်စီစစ်ကြောင်းတစ်ချောင်းကဒီမော်ဇီဇာရွာမှာရှိတဲ့ဖျားကုန်းမှာတက်ဆွဲထားလိုက်ပါရယ် ဖကန့်ဒေတာကိုပြန်လည်ထိန်းချုပ်နိုင်ရေးကြိုးပမ်းနေတဲ့စစ်ကောင်စီစစ်ကြောင်းကမေလ29ရက်ရစပြီးတော့ဒီလုံခင်းကိုဝင်လာခဲ့တာဖြစ်ပါတယ်။အဲ့ဒီနောက်မှာတော့နှစ်ဖက်ကြားတိုက်ပွဲတွေဖြစ်ခဲ့ပြီးတော့ဒီတိုက်ပွဲထဲမှာဆိုရင်ပြည်သူ9ယောက်လောက်သေဆုံးမှုရှိခဲ့ပါတယ်။ အပြစ်ရဲ့ကာလကိုတလားထတ်တူးတယ်လို့ညီနောင်မဟာမိတ်သုံးဖွဲ့ကကြေညာလိုက်ပါတယ်။ငလင်းနဲ့ဆက်ဆက်တဲ့လုပ်ငန်းတွေပြန်လည်ထူထောင်ရေးကိစ္စတွေဆက်ပြီးတော့လုပ်နိုင်ဖို့အတွက်အချိန်ထတ်လိုနေတာကြောင့်အခုလိုမျိုးအပြစ်ရဲ့ကာလကိုထတ်တူးရတာလို့ဆိုပါတယ်။လူသားချင်းစာနာမှုဆိုင်ရာတစ်ဖက်သက်အပြစ်ခတ်ရဲစဲရေးကာလလို့လည်းသူတို့ကပြောပါတယ်။အာဒီကာလကိုတော့ဒီဂျွန်လ2ရက်နေ့ပေါ့နော်မနေ့ကနေအာဂျွန်လ30ရက်နေ့အထိနောက်ထပ်တလား ထတ်တိုးလိုက်တာလို့ညီနောင်မဟာမိတ်သုံးဖွဲ့ကမနေ့ကထုတ်ပြန်ကြေညာလိုက်တာဖြစ်ပါတယ်။အပြည့်ရဲ့ကြေညာလိုက်တဲ့အချိန်ကစပြီးတော့ဒီညီနောင်မဟာမိတ်သုံးဖွဲ့နဲ့စစ်ကောင်စီတပ်တို့အကြားကတိုက်ပွဲဖြစ်နေတဲ့နေရာတွေမှာမိမိကိုယ်ကိုမိမိဒီခုခံကာကွယ်တဲ့အတုံးပြမှုမျိုးကလွဲရင်ပေါ့နော်စတင်ထိုးစစ်ဆင်တဲ့တိုက်ခိုက်မှုမျိုးတွေကိုလုံးမမဟုတ်ဘူးလို့ဆိုပါတယ်။တအန်းတက်မလို့ TNL ကိုကန့်တက်မလို့ MNDAA အာရခတက်တော် AA တို့ဟာဒီမတ်လ28ရက်နေ့ကလှုပ်ခတ် ဲ့တဲ့စကိုင်းငလျင်ကြီးနောက်ပိုင်းမှာတော့ကုညီကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်နိုင်ဖို့ဧပြီလနဲ့မေလမှာလည်းအပြည့်ရဲ့အဲခဲကြတာဖြစ်ပါတယ်ဆိုတော့စစ်ကောင်စီဘက်ကလည်းဂျွန်လာကုံအထီးအပြစ်ခတ်ရဲစဲတယ်လို့ထပ်ပြီးတော့ကြေညာထားပါတယ်စစ်ကောင်စီကအပြစ်ရက်တယ်ဆိုတာအာ ဆိုတဲ့အထဲမှာပေါ့လေနော်ဒီမီးရှို့တာပါမပါတော့ရှင်းရှင်းလင်းလင်းမပြောထားပါဘူးဆိုတော့အပြည့်ရထတ်တိုးတယ်လို့ကြီးညာလိုက်ပေမဲ့စစ်တပ်ကရှမ်းပြည်တောင်ပိုင်းမှာရှိတဲ့ဒီညောင်ရွှေမြို့နယ်တဲကရေပူနဲ့ဖျားတောင်ရွာကအိမ်တွေကိုမီးရှို့ဖျက်ဆီးနေတယ်လို့ဒေသခံတွေကပြောပါတယ် ညောင်ရွှေမြို့နယ်ထဲမှာစစ်ကောင်စီတပ်နဲ့စစ်ကောင်စီလက်အောက်ခံဒီပို့ပြည်သူစစ်အဖွဲ့ PNO ကစစ်ကြောင်းထိုးလာပြီးတဲ့နောက်ဒေသခံတွေရဲ့အိမ်တွေကိုမိရှုဖျက်ဆီးနေတယ်လို့ဒေသခံမျိုးသမီးတယောက်ကပြောပါရယ် ဇွန်လ2ရက်နေ့မနေ့ကဒီညနေ4နာရီလောက်မှာအိမ်တွေကိုလိုက်ပြီးတော့မီးရှို့သွားတာလို့ဆိုပါတယ်အိမ်ဘယ်နှလုံးမီးလောင်သွားလဲဆိုတာကိုတော့အတိအကျမသိရသေးဘူးလို့လည်းပြောပါတယ်ရွာသားတွေကတော့ဒီစစ်တပ်နဲ့ပို့ပြီးသူဆက်အဖွဲ့တွေစစ်တောင်းဝင်လာကြတဲ့ကကြောက်လန့်ပြီးတော့ဘေးလွတ်ရာကိုတင်းရှောင်နေကြပါတယ် စစ်ရှောင်နေရတာကိုရေတွေထက်ကြီးလာလို့နှစ်ထက်ကွန်းဒုက္ခရောက်နေကြတဲ့လူတွေအကြောင်းကိုပြောပြချင်ပါတယ်။ရေကြီးလာလို့ဒီအိန္ဒိယမြန်မာနယ်စပ်ကအာစစ်ဘေးရှောင်တွေဟာအရေးပေါ်အကူအညီတွေလိုအပ်နေကြပါတယ်။အိန္ဒိယမြန်မာနယ်စပ်မီဇိုရန်ပြည်နယ်ထဲကမြန်မာစစ်ဘေးရှောင်တွေဟာရေဘေးနဲ့ရင်ဆိုင်နေရတာဖြစ်ပါတယ်။မီဇိုရန်ပြည်နယ်တောင်ဘက်ဆုံးအာလောင်တလိုင်းခရိုင်တွေ့ချင်းမြွာနဲ့ဒီကာကီရွာတဲကရွာတဲကိုပေါ့နော်စစ်ဘေးရှောင်နေကြရတယ်ပလောဝမြို့နယ် ဲကစစ်ဘေးရှောင်တွေဟာအခြေခံစားနပ်ရိက္ခာနောက်ပြီးတော့စေဝါပြီးတော့ဒီမိုးကာတွေအရေးပေါ်လိုအပ်နေတယ်လို့ပလဝလူသားချင်းစာနာကူညီရေးဌာနတာဝန်ခံဆလိုင်းတန်းစုကပြောပါတယ်မိုးအဆက်မပြတ်ရွာနေတာကြောင့်မေလ31ရက်နေ့ကစပြီးတော့ရေကြီးလာခဲ့တာပါစစ်ဘေးရှောင်တွေရဲ့အိမ်တွေပြီးတော့ဒီသုံးဆောင်ပစ္စည်းတွေနဲ့စုဆောင်ထားတဲ့စာနပ်ရိက္ခာတွေဆုံးရှုံးသွားတယ်လို့ဆလိုင်းတန်းစုကပြောပါတယ်ကလဒန်မြေကြီးမှုကြောင့်အာကာကီစစ်ရှောင်စခန်းကအိမ် အလုံးရေ80နီးပါးနောက်ပြီးတော့တွေ့ရင်းစစ်ဆောင်စခန်းကအဲ့အလုံးရေ20နီးပါးပျက်စီးသွားပါတယ်ဆိုတော့လူဦးရေကတော့အယောက်680လောက်ကရေပေးတင်နေတာဖြစ်ပါတယ်ခုဆက်ပြီးတော့နိုင်ငံတကာသတင်းတွေကိုပြောပြပါမယ်။ရုရှားယူကရိန်းဒုတိယအကြိမ်ဆွေးနွေးပွဲဟာကြီးမားတဲ့ရလဒ်တွေမရဘဲနဲ့ပြီးဆုံးခဲ့ပါတယ်။ စစ်တုံးပန်းတွေနဲ့နှစ်ဖက်စစ်သားတွေရဲ့ရုပ်ကျွင်းတွေကိုအပြန်အလှန်လဲလှယ်ဖို့ပဲသဘောတူညီချက်ရခဲ့ပါတယ်။ရုရှားကနေရာတချို့မှာ၃ရက်အကြာဒီအပြစ်ရဖို့အဆိုပြုပေမဲ့ယူကရိန်းဘက်ကအကြောင်းမပြန်ဘူးလို့ဆိုပါတယ်။ယူကရိန်းဘက်ကတော့ရပ်ပေါင်း30ကြီးရည်လေးတိုက်ခိုက်မှုတွေအလုံးကိုရပ်ထားဖို့ဆွေးနွေးပွဲမတိုင်ခင်ကတည်းကရုရှားကိုအဆိုပြုလွှာပေးထားခဲ့တယ်လို့လည်းဆိုပါတယ်။ဒါပေမဲ့နှစ်ဖက်အဆိုပြုချက်တွေကိုအသေးစိတ်မဆွေးနွေးနိုင်ခဲ့ပဲဆွေးနွေးပွဲကတနအိုင်လောက်ပဲ ြာခဲ့ပါတယ်။ဆွေနင်းပွဲဟာ အပြန်အလှန်လှုပ်ဆောင်ခဲ့တဲ့ဒီ drone တိုက်ခိုက်မှုအရှိန်ကြောင့်အဲ့ဒီအရှိန်တွေရပဲလွှမ်းမိုးနေတယ်လို့လည်းဒီနိုင်ငံတကာသတင်းတွေမှာဆိုထားပါတယ်။ တုံပန်းလဲလဲမှုအနေနဲ့တော့ဒီနာမကျန်းဖြစ်နေတဲ့သူတွေနောက်ပြီးတော့မတန်ဆွမ်းတဲ့သူတွေနဲ့အသက်25နှစ်အောက်တုံပန်းတွေကိုဦးစားပေးပြီးတော့ဟိုလဲလဲသွားမယ်လို့လည်းသဘောတူညီခဲ့ကြပါတယ်။ဒါအပြင်နှစ်ဖက်တပ်ဖွဲ့တွေကစစ်ကြောင်းတွေမှာဒီစစ်ပွဲတွေထဲမှာပေါ့လေတေဆုံခဲ့တဲ့စစ်သားရုပ်ကျွင်းအာတပေါင်း2000လောက်ကိုလည်းအပြန်အလှန်လဲလဲဖို့သဘောတူညီခဲ့ကြပါတယ်။တနင်္လာနေ့ကတူရကီနိုင်ငံအစ္စတန်ဘူမြို့မှာလုပ်ခဲ့တဲ့ဆွေးနွေးပွဲဖြစ်လာဖို့ကတော့ အမေရိကန်သမ္မတဒိုနယ်ထရမ့်ကကြားဝင်တိုက်တွန်းခဲ့တာဖြစ်ပါတယ် ခုတော့ဒေသတွင်းသတင်းတပုတ်ကိုပြောပြပါမယ်။ထိုင်းကမ္ဘောဒီးယားနယ်စပ်အငင်းပွားမှုနဲ့ပတ်သက်လို့ကမ္ဘောဒီးယားနိုင်ငံကကမ္ဘာတရားရုံး ICJ ရဲ့အဆုံးဖြတ်ကိုခံယူဖို့တိုင်ကြားမယ်လို့ပြောလိုက်ပါတယ်။ထိုင်းနိုင်ငံကသဘောတူတာပဲဖြစ်ဖြစ်မတူရင်ပဲဖြစ်ဖြစ်ပေါ့လေဒီကမ္ဘောဒီးယားကတိုင်ကြားသွားမှာဖြစ်တယ်လို့ဝန်ကြီးချုပ်ဟွန်ဆန်ကလွတ်တော်နဲ့မီဒီယာတွေကိုပြောခဲ့တာဖြစ်ပါတယ်။နယ်စပ်အငင်းပွားမှုဖြစ်ခဲ့တဲ့နေရာတွေတဲကတနေရာမှာဒီမကြသေးခင်ကတော့ပြစ်ခတ်မှုဖြစ်ခဲ့ စ်ပြီးကမ္ဘောဒီးယားဘက်ကစစ်သားတယောက်ပေဆုံးခဲ့တာဖြစ်ပါတယ်။အဲဒီနောက်နှစ်နိုင်ငံစစ်ခေါင်းဆောင်တွေ တွေ့ပြီးတော့ဒီတက်တွေနောက်ဆုတ်ပြီးတော့ဒီပြဿနာတွေကိုနယ်စပ်ပူးပေါင်းကော်မတီမှာဆက်ပြီးတော့ဆွေးနွေးဖို့သဘောတူခဲ့ကြပါတယ်။ ဒီအစည်းအဝေးမတိုင်ခင်မှာနှစ်ဖက်စလုံးကစစ်တပ်တွေကိုအရန်တင့်ပြင်ထားကြပါတယ်။ထိုင်းနိုင်ငံသားရေးဝန်ကြီးကငိမ့်ချမ်းစွာဖြစ်ရှင်းဖို့အလားလာရှိပါတယ်လို့ပြောနေချိန်မှာပဲဒီထိုင်းစစ်တပ်ကတော့ဖြစ်လာမဲ့ဘလို့အခြေအနေမျိုးကိုမစိုးဖြစ်ရှင်းဖို့အဆင်သင့်ဖြစ်နေပြီလို့ပြောထားပါတယ်။ 1962ခုနှစ်ကလည်းနေဆက်အငင်းပွားမှုကိုကမ္ဘာတရားရုံးမှာကြားနာခဲ့ရမှာတော့ဒီနာမည်ကြီးရှေးဟောင်းဖျားတဆူကိုကမ္ဘောဒီးယားကပိုင်ဆိုင်တယ်လို့ဆုံးဖြတ်ခဲ့မှုပါတယ်။နောက်ထပ်တစ်ပုဒ်ကတော့အခုမြန်မာတွေတော်တော်များများသုံးစွဲလာနေတဲ့ Starlink Internet အကြောင်းပါ။လာမယ့်တစ်နှစ်အတွင်းမှာအသစ်ထွက်လာမယ့် Starlink Version 3ကဒီ download မြန်နှုန်းဟာဆိုလို့ရှိရင်တစ်စက္ကန့်ကို1 terabyte ရှိမယ်လို့ကြေညာပါတယ်။ Internet လုပ်ငန်းရှင် တီကပအချမ်းသာဆုံးတထေးကြီး Elon Musk က Starlink version 3ကိုလာမယ့်6လကနေ9လအတွင်းမှာဈေးကွက်တင်မယ်လို့ပြောလိုက်ပါတယ် version 3ကိုသုံးဆွဲဖို့အတွက်ဆက်အစ်စ်ကတော့ဝယ်ရဖို့ရှိနေပါတယ်ဆိုတော့ version 2မှာသုံးခဲ့တဲ့ဂျိုရုတွေကကပကနေကီလိုမီတာ9000กว่าဝေးပြီးတော့အခု version 3ရဲ့ Agatha Station နဲ့ဒီအာဂျိုရုတွေကတော့ကပကနေကီလို3500ပဲဝေးမယ်လို့ဆိုပါတယ်ဆက်သွယ်မှုအရေးအသွေးနဲ့ ဲ့ဒီတက်ဆိုင်နဲ့လှိုင်းအကျယ်ပေါ့နော်ဒီ bandwidth ကလည်းဒီအရင်ကထက်ဆယ်ဆပိုသွားမယ်လို့ဆိုပါတယ်ဆက်သွယ်မှုစောင့်ဆိုင်းချိန်ကလည်း20မီလီစက္ကန့်အောက်ရော့ကျသွားမှာဖြစ်လို့ဒီ cable တွေနဲ့တုံးတဲ့ internet တွေလိုပဲစောင့်စရာမလိုတော့ဘူးလို့ဆိုပါတယ် American အစိုးရရဲ့ခွင့်ပြုချက်ရရင်တစ်နှစ်ကိုဂျိုရုပေါင်း9000ကနေ10000ကျားလွတ်တင်သွားဖို့ရှိတယ်လို့လည်း Elon Musk ရဲ့ SpaceX ကုမ္ပဏီကပြောပါတယ်ရှင် သတင်းနဲ့မီဒီယာကွန်ရဲ့ NMG သတင်းဌာနကအပတ်စဉ်တနင်္လာနေ့ကနေတောက်ကြနေ့အထိညတိုင်းမှာရုပ်သံသတင်းအစီအစဉ်တွေကိုထုတ်လွှင့်ပေးနေတာဖြစ်ပါတယ်။စောင့်မျှော်ကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။